ခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကို ပြောပြမှာပါရုရှားနိုင်ငံအတွင်းပိုင်းဒီရှေ့တန်းနဲ့မိုင်ထောင်ချီလောက်ဝေးတဲ့လေတပ်အခြေစိုက်စခန်းတွေနားမှာတိတ်တဆိတ်ချထားတဲ့တစ်သားကွန်တိန်နာတွေတပြိုင်တည်းအမိုးတွေပွင့်ထွက်သွားကြပါတယ်အဲ့ဒီတစ်သားကွန်တိန်နာတွေထဲကဒရုန်းတွေထွက်လာပါတယ်အာ fiber optic တုံးပေါ့နော်ဒီ FPV အသေးခံဒရုန်းတွေက လေတပ်အခြေစိုက်စခန်း၅ခုကိုတပြိုင်တည်းဝင်ပြီးတော့တိုက်လိုက်တာပါ ယူကရိန်းသမ္မတဇလန်စကီကိုတိုင်ဦးစီးတဲ့ယူကရိန်းစစ်ထောက်လမ်းရေးရဲ့တနစ်တော်အကြပြင်ဆင်ခဲ့တဲ့ဒီ Spiders Web လို့ခေါ်တဲ့ပင့်ကူအိမ်စစ်စင်ရေးဖြစ်တယ်လို့လည်းယူကရိန်းဘက်ကကြေညာပါတယ်။အ ਨੇ ဆုံးတော့ဒီရုရှားရဲ့နျူကလ িয়ার လက်နက်တွေတယ်ဆောင်ပစ်ခတ်နိုင်တဲ့တိုက်ခိုက်ရေးအမြင့်ဆုံးလေယာဉ်တွေအပါအဝင်တိုက်ခိုက်ရေးလေယာဉ်အစီး40ကျော်ပျက်စီးခဲ့တယ်လို့ယူကရိန်းကကြေညာလိုက်ပါတယ်။ပျက်စီးသွားတဲ့လေယာဉ်တွေကနျူကလ িয়ার လက်နက်တွေပစ်ခတ်နိုင်တဲ့နည်းနည်းပဲကျန်တော့တဲ့ရုရှားရဲ့လေယာဉ်တွေပါတဲ့အတွက်နျူကလ িয়ার တိုက်စွမ်းရည်ကိုပါကြတော့စီ နိုင်တယ်လို့အကဲခတ်တွေကသုံးသပ်ထားကြပါတယ်